မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးတော့ရှင်းပြပေးမှာကတော့စတမရန်တင်ချအတွဲကျခအခန်းနှင်းစာမျက်နှာ20မှာရှိတဲ့နေ့တသမ3ပေးထားသောအလျားရှိသည့်မြင်ပိုင်းတစ်ခုဆွဲခြင်းနဲ့မြင်ပိုင်းများကို နိုင်ရှင်ခြင်းဟုတ်ပြီဆင်မတို့ဒီနေ့ဘာလို့မှာလဲဆိုတော့ဒီတူပေးထားတဲ့အလျားတွေရှိတဲ့မြင်ပိုင်းတွေကိုဆွဲမယ်ပြီးတော့မှအဲ့ဒီမြင်ပိုင်းတွေကို နိုင်ရှင်ပါပဲတဲ့ဟုတ်ပြီနော်အဲ့တော့ပေးထားတဲ့မြင်ပိုင်းများရဲ့အလျားကို မြင်းတန်ကွန်ပါတို့ကိုအသုံးပြု၍တိုင်းတာနိုင်ကြောင်းသိရှိခဲ့ပြီးဖြစ်ပါသည်။အဲတော့နှစ်သက်သက်မှသုံးသက်သက်မှတက်မှပေးထားသော အလျားရှိသည့်မြင်းပိုင်းတစ်ခုဆွဲခြင်း။အလျားရှိသက်သက်မှ၅ရှိတဲ့မြင်းပိုင်းတစ်ခုဆွဲမယ်ဆိုပါဆိုတဲ့။အလျားရှိသက်သက်မှ၅ရှိတဲ့မြင်းပိုင်းတစ်ခုဆွဲမယ်ဆိုရင်အစင့်တဲ့အနေနဲ့မြင်းဖြောင့်တစ်ချောင်းဆွဲပြီးထုံမြင်းပေါ်တွင် အမတ်အီအီနေရာကိုတတ်မှတ်လိုက်ပါတဲ့။အဲ့တော့အရင်ဦးဆုံးဆရာမတို့ဒီအဲဒီမြင်းပြောင်ကြောင်ဆွဲမယ် အဲ့ဒီနေရာမှာ A ဆိုတဲ့အမှတ်ကလေးမှတ်လိုက်မယ်အမှတ် A ကိုမှတ်လိုက်မယ်ပြီးတဲ့အခါမှာအဆင့်နှစ်အနေနဲ့သူပြောထားတဲ့အတိုင်းလေးကြည့်မယ်နော်မြင်းတံကို မြင်းဖြောက်တစ်လျှောက်ကတ်ထားပါ မြင်းတံအေတုံညမက်ဒီအမက်အေ၌ကြာရောက်နေစေရပါမည်တဲ့အဲ့တော့တိုင်းတဲ့အခါမှာဒီဒီတုံညဒီအေနေရာမှာကွက်တီကြာရောက်နေရပါမယ်အဆင့်3အနေနဲ့မြင်းတံပေါ်ရှိ8စင်တီမီတာအမက်ဤ လက်ရဘက်တွင်အဲ့တော့8စင်တီမီတာရဲ့ဒီဘက်8စင်တီမီတာရဲ့ဒီဘက်မှာလက်ရဘက်မှာ0.5ပေါ့เนาะ0.5ယူလိုက်လို့ရှိရင်8.5စင်တီမီတာရွှေ့သက်မှ5စင်တီမီတာရှိတယ်အဲ့ဒီအလျားလေးကိုရှာသွားမယ်ပေါ့เนาะ အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ဒီအမှတ်နေရာမှာ B လို့မှတ်လိုက်ပြီးတော့မှ AB ဒီမြင်းပိုင်းလေးရဲ့အလျားဒီ၈ .5 cm ရှိတယ်။အဲ့တော့၈ .5 cm ရှိတဲ့မြင်းပိုင်းလေးကိုရသွားမယ်ပေါ့နော်။အဲ့တော့ဆရာမတို့ဒီပေတံနဲ့တိုင်းတဲ့ခါမှာမြင်းတံနဲ့တိုင်းတဲ့ခါမှာဆရာမတို့သတိထားရမှာဘာလဲဆိုလို့ရှိရင်ဒီ cm နဲ့တိုင်းမယ်ဆိုရင်သူ့ရဲ့ဒီတုံညဒီပေါ့နော် ၃ညကြီး A နေရာမှာအကိုက်ရှိနေရမယ်အဲ့ဒါပြီးတော့မှ၈သက်သက်မှ၅ဒီမျိုးတိုင်းရမယ်ပေါ့နော်ဒါကတော့အဲဒီအတိုင်းအတာဒီအစ်စ်မဟုတ်တဲ့အတွက်ကြောင့်မလို့၈သက်သက်မှ၅တော့မရှိဘူးပေါ့လေဟုတ်ပြီနော်နောက်ပြီးဒါဆိုရင်အောက်မှာဆက်ပြီးတော့ကြည့်အောင် unit သင်္ကေတများဆက်သွဲချက် mm လို့ရေးထားတာဒီမီလီမီတာ cm ကစင်တီမီတာ dm ဒက်စီမီတာ m ကမီတာ dam ကဒကာမီတာ hm ကဟက်ကတိုမီတာနဲ့ km ဒီကီလိုမီတာဖြစ်ပါတယ် ောက်ပြီးတော့ဆင်ဆက်သွယ်ချက်ကိုကြည့်အောင်10မီလီမီတာ30မီလီမီတာမှာ1စင်တီမီတာရှိတယ်ဒါဒီကလေးတို့ညစီမဆရာမကခုနမြင်းတန်လေးနဲ့ပေါ့နော်ပေးတန်လေးနဲ့ပြလိုက်ပါမယ်အဲ့တော့ဒီမှာကြည့်ပါမယ်စင်တီမီတာဒီမှာစင်တီမီတာဒီထိ1စင်တီမီတာဒီကနေဒီထိ1စင်တီမီတာမှာ အပိုင်းကလေးတွေအစိတ်ကလေးတွေ10စိတ်ရှိတယ်ဒါဒီဒစိတ်ဒစိတ်ဒီမီလီမီတာကိုပြောတာ1မီလီမီတာ1မီလီမီတာဆိုပြီးတော့မှမီလီမီတာ10အခုဒီဘာဖြစ်သွားလဲဆိုတော့1စင်တီမီတာဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့10မီလီမီတာမှာ30မီလီမီတာမှာ1စင်တီမီတာရှိရယ်20မီလီမီတာမှာ2စင်တီမီတာ30မီလီမီတာ3စင်တီမီတာအထဲတဲကဒစိတ်ဒစိတ်တွေဒီမီလီမီတာကိုပြောထားတာဖြစ်တယ် ဟုတ်ပြီနော်အဲ့တော့မီလီမီတာစင်တီမီတာဆက်ဆက်ချက်ကိုမသိဘူးဆိုရင်ဒီပေတန်လေးဟိုဒါကင်ပြီးတော့มาတာကြည့်လိုက်လို့ရှင်းရသွားပြီဟုတ်ပြီနော်နောက်တစ်ခုကစင်တီမီတာဒီကနေ့ဒီကိုပြန်လာပြီ30စင်တီမီတာမှာ1ရက်က10စင်မီတာရှိမယ်30စင်တီမီတာမှာ1ဒက်စီမီတာ30ဒက်စီမီတာမှာ1မီတာ30ဒက်စီမီတာမှာ1မီတာ30မီတာမှာ1 ဒက်ကာမီတာရှိမယ်30ဒက်ကာမီတာမှာ7ဟက်တိုမီတာရှိမယ်30ဟက်တိုမီတာမှာ7ကီလိုမီတာရှိမယ်ဟုတ်ပြီဒီထဲမှာအရင်အကြီးဆုံးကဘာလို့ပဲအရင်ဆုံးမှတ်ထားရမလဲဆိုတော့မီလီမီတာစင်တီမီတာဆက်ဆက်ချက်ရယ်စင်တီမီတာမီတာဆက်ဆက်ချက်ရယ်မီတာကီလိုမီတာဆက်ဆက်ချက်ရယ်ဒါကိုပဲအရင်ကြည့်ရပါမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီဆက်ဆက်ချက်ကလေးကိုဆရာမတို့ဒီမှာလေးအကျန်းအနေနဲ့ဆရာမတို့လေ့လာကြည့်အောင်အဲ့တော့30မီလီမီတာမှာ10စင်တီမီတာရှိတယ် ဟုတ်ပြီနော်30 mm မှာ10 cm ရှိတယ်ဟုတ်ပြီနောက်တစ်ခုက1 meter မှာအရေးကြီးတာလေးပဲအသုံးများတဲ့ဟာကိုပဲဆင်မပြောသွားမယ်ဒါတွေအားလုံးကိုတော့နောက်ပိုင်းအခန်းကိုးတွေမှာတော့အပြန်ပြီးတော့တွေ့ရမှာဖြစ်တယ်ဒါပေမဲ့ဒီမှာတော့ဆင်မတို့အရေးကြီးတာဟာကိုပဲပြောလိုက်မယ်1 meter မှာ1 meter ကိုအရင်သွားမယ်နော်1 meter မှာသူက30 30 cm ပေးထားတယ်30 cm နော်1 meter မှာ30 cm ပေးထားတယ်1 cm ဆိုတာဒီ 30စင်တီမီတာဒါဆိုရင်30တစီမီတာဆိုတာက100စင်တီမီတာပေါ့ဆင်မတို့ဒါဆက်ချက်ကိုရှာတာပဲရှိသေးတယ်ဒါဆိုဆင်မတို့အတွက်အရေးကြီးတာဒီ1မီတာ100စင်တီမီတာဆိုတာအရေးကြီးတယ်1မီတာ100စင်တီမီတာဆိုတာအရေးကြီးတယ်ဟုတ်ပြီနော်အဲ့တော့1မီတာမှ30ဒကာမီတာရှိတယ်10တကာမီတာမှာဒီ10စင်တီမီတာရှိတယ်။ Oh sorry ဒက်စီမီတာမှာဒီ10ဒက်စီမီတာမှာဒီ10စင်တီမီတာရှိတယ်။ဆိုရင်ဒီက 30စင်မီတာမှာ30စင်မီတာမှာ100စင်တီမီတာရှိသွားပြီဟုတ်ပြီလားဒါကြောင့်မလို့1မီတာ100စင်တီမီတာရဲ့30မီလီမီတာ1စင်တီမီတာရဲ့နောက်တစ်ခုက1ကီလိုမီတာမှာမီတာဘယ်လောက်ရှိလဲဆိုတာဆရာမတို့ရှာကြည့်မယ်1ကီလိုမီတာမှာမီတာဘယ်လောက်ရှိလဲလေဒါသိတော့သိပြီသားအချက်ဆရာမတို့ဒီကနေဆက်ဆက်မယ်1ကီလိုမီတာမှာဒီ30ဟက်ထရီမီတာရှိတယ်1ကီလိုမီတာမှာ 10ဟက်တိုမီတာရှိတယ်10ဟက်တိုမီတာဆိုတာက10ဟက်တိုမီတာမှာ10 DAM 10တကာမီတာ10တကာမီတာမှာဆိုလို့ရှိရင်အာဒီ10ဟက်တိုမီတာမှာဆိုရင်တကာမီတာက30ရှိတယ်30မှဆိုရင်တော့100ရှိမယ်ပေါ့ဟုတ်ပြီနော်100 DAM ရှိမယ်ပေါ့အဲ့တော့10 DAM မှာ 1 DAM မှာ30မီတာဆိုရင်100 DAM က1000မီတာပေါ့ဒါဆရာမတော့ဒီလိုလေးဆက်ဆက်ပြတာပါဒါကိုကလေးတို့ကဒီဆက်ဆက်ချက်ကိုနားလည်ရပါပြီဒါဆို1 1ကီလိုမီတာမှာ1000မီတာရှိတယ်ဒါတော့ဆက်ဆက်ချက်ကလေးကိုပြတာ ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာဆရာမတို့အတွက်အရေးကြီးတဲ့ဒီလောလောဆယ်အသုံးများတာဒီ၃ခုရှိမယ်30မီလီမီတာ10စင်တီမီတာပြန်ပြောမယ်30မီလီမီတာ10စင်တီမီတာ10စင်တီမီတာ30မီလီမီတာရဲ့1မီတာ100စင်တီမီတာ100စင်တီမီတာ1မီတာရဲ့1ကီလိုမီတာ1000မီတာ1000မီတာ1ကီလိုမီတာရဲ့ဒီ၃ခုဒီအဓိကလောလောဆယ်တွေ့ရမယ်ဒီ unit တွေဖြစ်တယ်ပေါ့နော်ဆက်တွေ့ရမယ် unit တွေဖြစ်တယ်ဒါလေးကိုမှတ်ထားပါ ဟိုမင်းနောက်ကောင်းစစ်တစ်ခုသွားလိုက်မယ်။မြင်မိုင်းများကို နိုင်ရှင်ခြင်းဟုတ်ပြီတော့ဆင်မတော့ဒီမြင်မိုင်းနှစ်ခုကိုနိုင်ရှင်မယ်။ AB ဆိုတဲ့မြင်ပိုင်းနဲ့ CD ဆိုတဲ့မြင်ပိုင်းနဲ့ကိုနိုင်ရှင်ကြည့်တဲ့အခါမှာဘယ်မြင်ပိုင်းကကြီးတယ်ဆိုတာကိုဆင်မတော့ကအာဒီပေါ့နော်ဒီလိုကြီးလိုက်တာနဲ့ဖော်ပြလို့မရဘူးပေါ့နော်။တခါတလေမှာ AB မြင်ပိုင်းကရှိနေတယ်လို့ထင်ရတယ်။တခါကျရင် CD မြင်ပိုင်းကရှိနေတယ်လို့ထင်ရတယ်။ဒါမျိုးဆိုလို့ရှိရင်ဆရာမတို့ကပေဒံကိုတုံးပြီးတော့တိုင်းပါမယ်တဲ့။ဟုတ်ပြီနော်။ပေဒံကိုအသုံးပြုပြီးတော့မြင်ပိုင်း CD ကိုတိုင်းမယ်။ အဲ့ဒါပြီးတော့မှမြန်ပိုင်း AB ကိုတိုင်းမယ်အဲ့ဒါပြီးတော့မှအဆင့်3အနေနဲ့တိုင်းတာရရှိချက်တွေကိုနိုင်ရှင်ပါမယ်တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီလိုလေးတိုင်းကြည့်လိုက်သူကဘယ်လောက်ရှိလဲဆိုရင်3စင်တီမီတာရှိတယ်ဒါကျွန်တော်တိုင်းနဲ့ပြတဲ့နဲ့ဟုတ်ပြီနော်3ထက်ကိုနည်းလေးကပိုရင်ပိုမယ်3.1စင်တီမီတာလောက်ရှိကောင်းရှိမယ်ဟုတ်ပြီဒါကိုကျွန်မတိုင်းလိုက်မယ်3.1ဒါလည်းအဲ့လိုပဲရတာဟုတ်ပြီနော်ဒီဒီဟာတွေကိုတိုင်းကြည့်တော့အဲ့လိုပဲရတယ်အဲ့တော့ သူကတော့အောက်မှာဗာပြောထားလဲဆိုတော့အကယ်၍ ABE အလျာတီ CDE အလျာထက်ပိုကြီးလျင် AB က CD ထက်ကိုပိုကြီးမယ်ဆိုရင် AB greater than CD AB က CD ထက်ကြီးတယ်ဆိုတဲ့အကြောင်းကိုရေးပြရပါမယ်။ နောက်တစ်ခုသည်တကယ်လို့များ ABE အလျာ CDE အလျာတူလည်းရင်သင်္ကေတအဖြစ် AB is equal to CD AB နဲ့ CD နဲ့ညီတယ်ဆိုတော့ရေးပြရမယ် AB ရဲ့အလျာက CD အလျာအောင်ငယ်တယ်ဆိုရင်သင်္ကေတအဖြစ် AB less than CD ဒါ greater than less than equal ဒါလေးကိုတော့သိရပါမယ်ဟုတ်ပြီနော်ပုံစံအတွက်မှာတန်ချွန်နှစ်ဖက်ပါကွန်ပါဒီဗိုင်ဒါကိုတုံးပြီးတော့မှမြင်းပိုင်း AB နဲ့မြင်းပိုင်း CD တို့ကိုနိုင်ရှင်ပါအဲ့တော့ဆရာမတို့ဒီမှာ divider ကိုတောင်းမယ်တောင်းပြီးတော့မှ G ကမြန်ပိုင်း ABCD ရောင်းနိုင်ရှင်းပါမယ်ဟုတ်ပြီ divider ဆိုတာဘာလဲကလေးတို့အနေနဲ့သိရမှာဒီဒီလိုလေးပေါ့နော်တန်ချွန်နှစ်ဖက်ပါတဲ့ဟာလေးကို divider လို့ခေါ်တယ်ဒါလေးနဲ့နိုင်ရှင်းမယ်တဲ့အဲ့တော့အေဒန်ကိုမတောင်းတော့ဘူးသူက divider ကိုတောင်းပြီးတော့နိုင်စီနိုင်ရှင်းစီချင်တာဟုတ်ပြီဒါဆိုရင်အရင်ဦးဆုံးဒီ A အမှတ်အမှတ် A အစွမ်းမှတ်ကလေးဒီမှာတွားပြီးတော့မှတိုင်းလိုက်မယ်ဟုတ်ပြီဒါက AB မြန်ပိုင်း AB ရဲ့အလျား အဲ့ဒီဟာကိုဆ iam CD မှာတွားပြီးတော့ထားလိုက်မယ်။ဒါဆိုရင် AB ကပို့နေတယ်။ဒါကြောင့်မလို့မြင်ပိုင်း AB ကမြင်ပိုင်း CD ထက်ကိုကြီးတယ်။အဲ့ဒါကြောင့် AB greater than CD အလျာ AB အလျာသည် CD အလျာထက်ကြီးသည်ဒါပဲဟုတ်ပြီနော်။ AB အလျာသည် CD အလျာထက်ကြီးသည်။နောက်တစ်ခုကိုဆ iam တိုင်းလိုက်မယ်။ AB ခုနအတိုင်းပဲရှိရယ်။ဒီအတိုင်းကလေးပေါ့နော်။အဲ့ဒါလေးကိုမှဒီမှာ CD မှာတွားပြီးတော့မှထားလိုက်မယ်။ အဲ့ဒါဆိုရင်လည်းသူတို့ရဲ့အလျားတူတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ AB equal CD AB အလျားဒီ CD အလျားနဲ့ညီသည်ရဲ့။နောက်တစ်ခုဆီမှာ AB ကိုတိုင်းမယ်။ဟုတ်ပြီတူနေတဲ့အတွက်ကြောင့်မလို့ရှော့လိုက်မယ်။ AB ပေါ့နော်။ဟုတ်ပြီ။အဲ့တော့သူရရဲ့ဟာကိုဆီမှာ CD မှာတွားပြီးတော့ထားကြည့်လိုက်တဲ့အခါမှာ CD ရဲ့အလျားပို့ပြီးတော့ရှိနေတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ AB ဒီ less than AB less than CD AB က CD ထက်ကိုငယ်တယ်ပြောချင်တာဘာလဲဆိုရင် AB ရဲ့အလျားသည် CD အလျားအောက်ကိုငယ်တယ်လို့ပြောချင်တာဟုတ်ပြီနော် AB အလျားက CD ထက်ကိုငယ်ပါတယ်လက်ချန်ခံတဲ့သတ္တမ3ရဲ့နံပါတ်1ကကြတော့ဒီစက်ခုအပိုင်းငယ်6ခုပိုင်းပြီးတော့မှဒီမီလီမီတာမီတာကီလိုမီတာတွေရေးရမယ်ဒါကကြတော့လေဆရာမကမရှင်းပြတော့သူကကြတော့ ကျောင်းမှာပေါ့နော်ဆရာဆရာမကနေပြီးတော့မှ activity လိုမျိုးပေါ့နော်ဒီမီတာနဲ့မီလီမီတာပြောင်းခြင်းမီလီမီတာနဲ့ကီလိုမီတာပြောင်းခြင်းပြီးတော့မှသူတို့တွေကသူတို့တွေကိုအစင်လိုက်ရေးခြင်းဒါမျိုးလေးတွေကို activity တစ်ခုအနေနဲ့စာရွက်လေးတွေနဲ့ကလေးတွေကိုလှုပ်ခိုင်းတာဖြစ်လို့ဆရာမဒီနံပါတ်၁ကိုမပြောတော့ဘူးဟုတ်ပြီနော်အဲနှစ်ကိုသွားလိုက်ပါမယ်အောက်ပါတို့စင်တီမီတာတို့ပြောင်းပါတဲ့အဲ့ဒီအောက်မှာပေးထားတဲ့ unit တွေကိုစင်တီမီတာအဖြစ်ပြောင်းပေးရမယ်အဲ့ဒါဆရာမတို့ဒါလေးကိုတွေ့ရအောင် အဲ့တော့ခုနကဆင်မပြောတဲ့ဆက်ဆက်ချက်၃ခုရလို့ရှိရင်ဒီခုပြောင်းမယ်ဆင်မစင်တီမီတာပြောင်းမယ်မီလီမီတာပြောင်းမယ်ဒါလေးကိုလွယ်လွယ်ကူကူရသွားပါမယ်။ဟုတ်ပြီအဲ့တော့နစ်ကကကြီးမှာပေးထားတာဒီ3မီတာအဲ့တော့ဆင်မတို့မီတာနဲ့ပဲပြောင်းမလဲဆိုတော့စင်တီမီတာကိုပြောင်းမယ်။မီတာစင်တီမီတာဆက်ဆက်ချက်ကလေးကိုတစ်ချက်ဆင်မတို့ပြန်ပြီးတော့လေ့လာကြည့်မယ်။တမီတာမှာ100စင်တီမီတာရှိတယ်။တမီတာ100စင်တီမီတာဆိုတော့3မီတာမှာဒီ 3အမြောက်100စင်တီမီတာလို့ရေးလိုက်မယ်။ဒါဆိုတော့3မီတာမှာ300စင်တီမီတာရှိတယ်။ရပြီနော်။နောက်တစ်ခေါ်ခါခွေး2မီတာ40စင်တီမီတာ2မီတာ40စင်တီမီတာကိုစင်တီမီတာဖြစ် ပြောင်းမယ်။အဲ့တော့ဒီမှာဂျာကစင်တီမီတာရှိပြီးသားဆိုတော့သူ့ကိုဘာမှပြောင်းစရာမလိုဘူး။မီတာကိုပဲစင်တီမီတာဖြစ်ပြောင်းမယ်။အဲ့တော့သူ့ကိုဆရာမတို့ခွဲရေးလိုက်မယ်။2မီတာရဲ့40စင်တီမီတာဆိုလို့ဒီလိုလေးခွဲရေးလိုက်မယ်။ အဲ့တော့ဒီ40ကိုဆံမလို့ဘာမှလုပ်ဆရာမလို့2မီတာကိုခုနလိုပဲတွက်မယ်1မီတာမှ100ဆိုရင်2မီတာဆိုရင်တော့2မြောက်100နှိမ့်မြောက်100ဆိုယူနစ်ပါတခါတဲ့ချိန်မယ်နှိမ့်မြောက်100စင်တီမီတာအပေါင်း40စင်တီမီတာဆိုပြီးရပါမယ်အဲ့တော့ဒါက200စင်တီမီတာဒီဘက်က40စင်တီမီတာဒါကြောင့်မလို့ဆံမလို့ရတဲ့အဖြေသည်240စင်တီမီတာနောက်တစ်ခုကငယ် 4.35မီတာဟုတ်ပြီ4.35မီတာကိုစင်တီမီတာပြောင်းမယ်အဲ့တော့မီတာစင်တီမီတာပြောင်းလို့ရှိရင်မီတာနဲ့စင်တီမီတာပြောင်းရင်100နဲ့မြောက်ပြီးတယ်အားကြောင့်4.35ကိုဆရာမတို့100နဲ့မြောက်ပြီးဆိုကြတဲ့ unit ကိုတခါရဲချိန်မယ်စင်တီမီတာဖြစ်သွားပြီအားကြောင့်4.35ကို100နဲ့မြောက်တော့သမနဲ့နေရာရှိကိုပို့မယ်435စင်တီမီတာဒါကြည့် ငါးဒသမနှစ်မီတာဟုတ်ပြီဒါလည်းအလိုပဲငါးဒသမနှစ်မီတာဆိုရင်ငါးဒသမနှစ်အမြောက်တရားတရားဆိုရင်တခါလဲစင်တီမီတာဖြစ်မယ်ဒသမနဲ့နေရဖြစ်လိုက်တော့900နဲ့20စင်တီမီတာနံပါတ်3ကကြတော့အောက်ပါရိုကိုမီလီမီတာလို့ပြောင်းပါတယ်အဲ့တော့ဆံမတော်ဒီတခါပြောင်းပါသည်မီလီမီတာကိုပြောင်းပေးရပါမယ် အဲ့တော့ဘယ်ကနေမီလီမီတာပြောင်းမလဲဆိုစင်တီမီတာကနေမီလီမီတာပြောင်းမှာရှိမယ်မီတာကနေမီလီမီတာရှိမယ်စင်တီမီတာကနေမီတာကနေဟုတ်ပြီနော်အဲ့တော့အရင်ဆုံးနံပါတ်ကကြီးကိုဆရာမမေးခွန်းရေးလိုက်မယ်6စင်တီမီတာအဲ့တော့ဒါဘယ်ကနေဘယ်ကိုပြောင်းမလဲဆိုတော့စင်တီမီတာကနေမီလီမီတာကိုပြောင်းမယ်အဲ့တော့ဆက်ဆက်ချက်ကလေးကိုတစ်ချက်ကြည့်မယ်1စင်တီမီတာမှာ 30 mm 30 mm 10 cm 10 cm 30 mm ဟုတ်ပြီဒါဆိုရင်6 cm ဆိုရင်6အမြောက်30 mm ဆိုပြီးရေးလိုက်လို့ရှိရင်ဆရာမတို့လိုချင်တဲ့အဖြေကိုရသွားပြီ60 mm ဒါပဲနော်ခခွေးကဒီကုနယ်ကိုကြည့်လိုက်မယ်6.4 cm 6.4စင်တီမီတာဆိုတော့ဒါလည်းခုနလိုပဲစင်တီမီတာကနေပြီးတော့မှမီလီမီတာပြောင်းမယ်10စင်တီမီတာ10မီလီမီတာဆိုတော့30နဲ့မြောက်6.4မြောက်30နဲ့မြောက်လိုက်ကြတဲ့အတခါလဲ unit change နဲ့30မီလီမီတာဒီတော့မြောက်လိုက်တော့64မီလီမီတာနောက်ခုကငယ်က2မီတာအဲ့တော့2မီတာဆိုရင်ဆက်မလို့ဒီတခါမီတာကနေပြီးတော့မှမီလီမီတာပြောင်းမယ် အဲ့တော့ဒီပု္ပ္ပာမျိုးတွေကြတော့နည်းနည်းလေးခက်သွားပြီမီတာကနဲ့မီလီမီတာဓာတ်ရိုက်ပြောင်းတဲ့ unit ဆက်ဆက်ချက်မရှိဘူးမရှိတဲ့အခါမှာဆရာမတို့ဒီမီတာကနဲ့အရင်ဆုံးစင်တီမီတာပြောင်းကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီအဆင့်တွေကိုဆရာမကရေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကလေးတို့ရဲ့အကြောင်းမှာဘလို့ရေးသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကလေးတို့တွက်ပါအဲ့တော့မီတာနဲ့ဆရာမတို့အရင်ဆုံးစင်တီမီတာပြောင်းမယ်အဲ့တော့တမီတာမှာ၁၀၀စင်တီမီတာရှိတော့၂မီတာဆိုရင်ဒါက၂အမြောက်၁၀၀ဆိုတော့ 200စင်တီမီတာရသွားပြီ200စင်တီမီတာရပြီအဲ့ဒီတော့မှပဲ200စင်တီမီတာကိုဆရာမတို့ကမီလီမီတာပြောင်းမယ် နော်အဲ့တော့10စင်တီမီတာ10မီလီမီတာဆိုရင်200စင်တီမီတာအမြောက်10နဲ့မြောက်ကလေးကဒီမှာမီလီမီတာဆိုတော့ရသွားပြီဒါဆိုရင်နှစ်တလီက2သုံးညာက3လုံးဆိုတော့2000မီလီမီတာဆိုတော့ရအဲ့တော့တခါတည်းဆင်မလို့တွက်လို့ရပြီမယ်ဆင်မတော့ဒီမီတာနဲ့အင်းဆုံးစင်တီမီတာပြောင်းလိုက်တယ်အဲ့ဒါပြီးတော့မှပဲရလာတဲ့စင်တီမီတာမှာမီလီမီတာပြောင်းလိုက်တယ်ဒါဆိုရင်ကိုရူလိုချင်တဲ့2မီတာမှာဒီ2000မီလီမီတာရှိတယ် တမီတာ1000မီအဲတမီတာမှာ1000မီလီမီတာရှိမယ်ပေါ့အဲ့တော့ဆရာမတို့ကတော့ဒီမီတာကနေအရင်ဦးဆုံးစင်တီမီတာပြောင်းပြီးတော့မှာပဲဒီလိုတွက်လိုက်တယ်တကယ်လို့ဒီလိုမတွက်ချင်ဘူးတခါတည်းတမီတာ1000မီလီမီတာကိုကြက်ထားပြီးတော့မှတွက်ချင်တယ်အဲ့လိုမှတ်ထားပြီးတော့မှတွက်ချင်တယ်ဆိုရင်တော့ဒီလိုလေးရှိမယ်ပေါ့2မီလီမီတာဆိုတာဒီ2အံမြောက်1000မီလီမီတာဆိုတော့2000မီလီမီတာဆိုလည်းရတယ် အဲ့တော့ဒါဆင်မတွက်တာတော့ဒီဘက်ကတော့အစင်းစင်းတွက်ပြီးတော့မှဒါကတော့ DU ဒီဆက်ဆက်ချက်ကလေးကိုတခါတည်းသုံးပြီးတော့မှတွက်ထားတာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့3မီတာ40စင်တီမီတာကိုမီလီမီတာလို့ပြောင်းမယ်ဆင်မတို့ဒါမီလီမီတာပြောင်းမယ်သူ့ကိုလည်းမီလီမီတာပြောင်းမယ်။ဟုတ်ပြီမီတာကနေပြီးတော့မှမီလီမီတာပြောင်းချင်ခုနအချင်းတို့တစ်ထောင်နဲ့မြောက်လိုက်တယ်။အဲ့ဒီနည်းကိုတခါတည်းသွားလို့ရတယ်။ဟုတ်ပြီနော်။အဲ့တော့စင်တီမီတာနဲ့မီလီမီတာပြောင်းချင်ရင်30နဲ့မြောက်လိုက် 10စင်တီမီတာ10မီလီမီတာ40စင်တီမီတာဆိုရင်10နဲ့မြောက်အဲ့ဒါကြောင့်မလို့3အမ်းမြောက်တစ်ထောင်တစ်ထောင်နဲ့မြောက်လိုက်ပြီဆိုကြရသူက unit ကမီလီမီတာဖြစ်မယ်ပြီးတော့မှ plus နောက်တစ်ခုက40ကို10နဲ့မြောက်14 multiplying by 10ပြီးတော့မှ mm နေပြီနော်14 multiplying by 10ဟုတ်ပြီအဲ့ဒါဆိုဒီမှာရမှာဒီ3000 mm အပ40နဲ့10နဲ့မြောက်တော့400 mm ပေါင်းလိုက်တော့3000နဲ့400 mm ဆိုပြရနောက်တစ်ခုက4.52 meter 4.52 m ဟုတ်ပြီဒီလိုမျိုးဆိုရင်တခါလေးပဲဆင်မတော့မီတာကနေမီလီမီတာပြောင်းလို့ရှိရင်တထောင်နဲ့တခါလေးမြောက်ဟုတ်ပြီနော်အဲ့တော့ခုနကဆင်မပြောထားတဲ့2မီတာကိုလည်းပဲအစင်းစက်မသွားပဲနဲ့တခါလေးတထောင်နဲ့မြောက်တဲ့နည်းနဲ့လည်းတွက်လို့ရတယ်အစင်းစက်ကတော့ဒါဆင်မတို့ဒီပို့ပြီးတော့နားလည်အောင်ပေါ့နော်တစင်ချင်းစီသွားထားတာဖြစ်ပါတယ်အဲ့တော့4.52 multiplying by 1000အဲ့တော့ပြောင်းလိုက်ပြီဆိုကြတဲ့ကမီလီမီတာရမယ်အဲ့တော့တသမ300ရှိကိုတိုးမယ်ဒီမှာ200ရှိတာဆိုတော့4539မီလီမီတာနောက်တစ်ခုကနံပါတ်4ပိတ်ထားသောအလျားများရှိသည့်မြင်ပိုင်းများကိုဆွဲပါအဲ့တော့ဒီမှာဆင်မခွန်းဥပမာလေးကိုမပြောလိုက်ရအောင်ဒီမှာလည်းပဲမီတာမီလီမီတာကြီးတက်တစ်ခါတည်းတစ်ထောင်နဲ့မြောက်ပြီးတော့မှတွေ့ထားတယ်ဟုတ်ပြီလားအဲ့တော့အဲ့လိုမျိုးတွေ့လို့ရတယ်ဒီဆင်မဒီမှာတော့တနည်း အာဒီလိုပေါ့နော်အစင်းစင်းတွက်ပြပေးထားတာဖြစ်တယ်။ဒါလေးကိုတော့နားလည်စီခြင်းပါတယ်။နံပါတ်၄ကပေးထားသောလေယာဉ်များရှိသည့်မြန်ပိုင်းများကိုဆွဲပါ။အဲ့ဒီမှာ2 cm 2 cm 5 mm 4.3 cm 3.4 cm 6.5 cm ဆိုတော့ဒါ၅ပုံကိုဆွဲရမယ်။ဟုတ်ပြီအဲ့တော့ပထမအဆုံးကကကြီးသည်2 cm ဆွဲရမယ်။အဲ့တော့အဲ့လိုဆွဲဖို့ရင်အတွက်ဆိုရင်ဒီမှာ2 cm မှာစမှတ်သည်0မှာထားမယ်။ ဆက်မှတ်0ဆိုတော့ဒီမှာဒီထိတ်မှာပေါ့နော်ဒီထိတ်ကလေးမှာဆက်မှတ်0နေရာမှာထားမယ်ပြီးတော့ကိုဆွဲချင်တာက2 cm ဆိုတော့ဒီလိုလေး2 cm ဆိုရအမှတ်ကလေးနဲ့မှတ်လိုက်မယ်ဒါဒီ2 cm ရှိတဲ့မြင်ပိုင်းကလေးရသွားပြီ AB လို့ရင်းလဲရင်းမယ်မရေးဘူးဆိုရင်လည်းဘာမှမဖြစ်ပါဘူးအဲ့တော့အဲ့လိုကလေးအမှတ်ကလေးလေးနဲ့ဆွဲလိုက်မယ်ညာပြီနော်နောက်တစ်ခုသည်2 cm 5 mm အဲ့တော့2 cm ကိုအရင်ဆွဲမယ် အမှတ်ကလေးဆင်မမှတ်လိုက်မယ်ဒါထိတ်ဆွမ်းမှန်အအမှတ်ကလေးတစ်ခုပါเนาะအဲ့ဒါပြီးတော့မှ5 mm 2 cm ဆိုတော့ဒီထိလာမယ်5 mm ဆိုတော့တဝက်လာမယ်အားကြောင့်မလို့ဒီထိရှိမယ်ဒါဒီ2 cm 5 mm ရှိတယ်မြင်ပိုင်းကလေးတစ်ခုရသွားပြီအဲ့တော့2 cm 5 mm တို့ကိုဆင်မတို့ကဒီမှာ AB ပေးပြီးလို့ရှိရင် CD လို့ပဲရေးရေး ကြိုက်တဲ့အမှတ်နာမည်ကိုပေးလိုက်မယ်။ဒါဆိုရင်ဒါဆံမတို့လိုချင်တဲ့မြန်ပိုင်းကလေးသူရသွားပြီ။ဒါဆိုကြံတဲ့ဒီကငယ်ကကြီးငါတော့ကလေးတို့လည်းဆွဲတတ်ပါတယ်။ဒါဆိုကိုကလည်းကိုဆွဲကြည့်လိုက်ပါ။ပြီးတော့မှဆံမျက်နှာ23မှာရှိတယ်။နေသမလေးပေးထားတော့တတ်မှတ်ချက်များအတိုင်းမြန်ပိုင်းများဆွဲခြင်းဆိုတဲ့ခေါင်းစဉ်ကိုတော့ဆံမကအာဒီနောက်ဗီဒီယိုဒီမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးထိနှထားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်